အားလုံးပဲမင်္ဂလာပါရှင်။မြစ်ချနာတရင်ကြနေရဲ့နိုဘာလ28ရက်နေ့ရီဗျူးစီစဉ်ကိုတက်ဆက်ပြရမှာဖြစ်ပါရယ်။မြစ်ချနာမြေဆောင်လန်ကနေရာ3နေရာလောက်မှာရင်းနှီးစစ်ကော်မရှင်တပ်သားတွေပူးပေါင်းပြီးစောင့်ကြတာတွေရှိလာတယ်လို့ဒေတာခဏတွေကပြောပါရယ်။တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ဖကန်ဒေတာမှာရွေးကောက်ပွဲအတွက်ဂျူတင်ပြင်ဆင်မှုတွေပြုလုပ်လာတာကိုတွေ့ရတယ်လို့ဒေတာကနေစီကသိရပါရယ်။ ကချင်ပြည်နယ်တရမျိုးအာစီဖျားချောင်းဝင်းကဆစ်ချောင်းပီတူရီဟာပြလေနေရချထားရေးနေရင်ချောင်းဝင်းဘက်မှနေအိမ်တွေဆောက်လုပ်နိုင်ဖို့အကူအညီလိုအပ်နေပါတယ်။အစားရတဲ့တဲ့တွေကိုတက်ဆက်ပေးရမှာပါ။ကျမတို့အစစင်တက်ဆက်သူမိုင်းနေဖြစ်ပါတယ်။မြန်မာမျိုးစုံလန်နောင်နန်းတိုင်းနယ်အတွင်းကနေရာ၃နေရာလောက်မှာရေနေစစ်ကော်မရှင်တပ်သားတွေပူပေါင်းပြီးဒီကနေ့နိုဝင်ဘာလ28ရက်နေ့မနက်မှာစောင့်ကြတာတွေတွေ့ရှိရတယ်လို့လန်တော်လန်လာပြည်သူတွေဆီကနေသိရပါဗျ။ထရေဆာကတင်ဆက်ပေးမှာပါ။ နောင်နောက်နိုင်တဲ့အတွင်ကရင်ခေါ်လန်ခွိုင်းစင်မိန်တဲရွာတန်းစာတောင်းအနည်းနဲ့လမြန်ရွာကုန်းစင်တနေရာတို့မှာရင်းနေစစ်ကွန်ရှင်တပ်သား၃ရောက်စီလောက်နေရာယူဆောင်ချက်နေတာကိုတွေ့ရှိရတယ်လို့လမ်းကျော်လမ်းလာပြီးတူတူကာမီချနာတည်တင်းချာနေကိုပြောပါရယ်နောက်ချက်ပြီးတူတူရဲ့ပြပြချက်အရအဲ့ဒီတပ်သားတွေဟာလမ်းကျော်လမ်းလာပြီးတူတွေကိုတော့တာချင်းစစ်ဆေးတာမျိုးမတွေ့ရှိရဘူးလို့ဆိုပါရယ်အခုလိုဆောင်ချက်တဲ့ပတ်သက်ပြီးတည်တင်းတို့ကိုကြာတီးရတာကြောင့်လေဖြစ်နိုင်တယ်လို့ခမန်ပြောဆိုနေကြပါတယ် ပါလနာချေရွာအထက်တန်းချောင်းအနီးလမ်းစုံနေရာမှာစစ်ကော်မရှင်တပ်သားတွေမကြာခဏဆုတလို့စောင့်ကြပ်ပြီးလမ်းတော်ပြီလမ်းတော်ရန်လာပြီးသူတွေကိုတာစီစစ်စစ်မေးမြန်းတာမကြာခဏပြုလို့လည်းရှိပါမယ်အထက်ဘက်နေရာတွေဖြစ်တဲ့စေမိုင်ချေရွာရဲ့အနီးအနားတွေမှာတော့အခုလိုစောင့်ကြပ်တာမျိုးမတွေ့ရှိရတာကြပြီးလို့ထမှန်သိရှိရပါတယ် ီခဲ့တဲ့စက်တင်ဘာလအတွင်းကလည်းပလနာချေရွာထက်တန်းကြောင်အနီးလမ်းဆုံမှာရင်းနှီးစစ်ကောင်ရှင်တပ်သားတွေပူပေါင်းပြီးရဲရွာလုံးချုံရဲ့အတွေ့ဆိုတဲ့ကောင်းစစ်နဲ့လမ်းတော်လမ်းမှာကားဆင်ကေတမားတွေကိုတာစီစစ်စရာတွေမကြာခဏဆိုသလိုလှုပ်ဆောင်ခဲ့ပါတယ်။ဇန်နဝါရီလ20ရက်နေ့နောက်ပိုင်းကနေစပြီးတော့မြစ်ချနာမြစ်ဆုံလမ်းပေါ်ကရွှေဆက်လမ်းခွဲကနေပလနာအခြေလမ်းတလျှောက်ရွှေဆက်လမ်းခွဲ6မိုင်ကုန်းပုံကြီးကျောင်းအနီးပလနာနေမြေရေစကန်ရှိပလနာအထက်တန်းကျောင်းအနီးရင်းခေါ်လမ်းခွဲအနီးစတဲ့နေရာ9နေရာလောက်မှာ စစ်ကော်မရှင်တပ်သား၃ယောက်လောက်နေရာခွဲဆောင်ကြတာတွေပို့တွေ့လာရတာလည်းဖြစ်ပါတယ်။အချက်ပါနေရာတွေမှာစစ်ကော်မရှင်တပ်သားတွေဟာအချင်းပြင်းနဲ့တိုင်ဆောင်ကြတာမျိုးတော့မဟုတ်ပါမဲ့ရှောင်းတကင်းစစ်စေးရတွေပြုလို့လည်းရှိတာလည်းဖြစ်ပါတယ်။ဖီဒူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ခြံနေဆိုရင်တော့မချနာတရင်ချန်နေရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်09956 3993နဲ့တက်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ဖကန်ဒေတာမှာရွေးကောက်ပွဲအတွက်ဂျိုတင်ပင်ဆွေးမှုတွေပြုလုပ်လာတာကိုသိရတဲ့လို့ဒေတာခန်ရိစီကတည်ရပါတယ်။ဇောက်ဆိုင်ကတိဆက်ပေးမှာပါ။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်းတင်မှာဖကန်မျိုးနဲ့မပါဝင်သေးပေမဲ့ကိုစလေလောင်းဆိုင်းဘုတ်တွေစိုက်ထူလာတာကိုတွေ့မြင်နေရတာလည်းဖြစ်ပါတယ်။ စစ်ကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုဖက်ကန့်ပြည်သူအများပိုင်းကမပါဝင်ဖို့ဆုံးဖြတ်ထားပေမဲ့ပါဝင်ဖို့ဖိအားပေးလာခဲ့ရင်အခြေအနေတမျိုးဖြစ်သွားနိုင်တယ်လို့ဖက်ကန့်ဒေတာခန်အမျိုးသားတအူးကမြန်မာတရင် channel ကိုပြောပါတယ် September December နံရက်ကနာမတူဘူးဒီဒီဇင်ဘာလထဲမှာရေကောက်ပွဲဖက်ကက်မျိုးနဲ့မပါလဲပြင်ဆင်လာတာတွေတော့ရှိတယ်ဖက်ကက်မှာရှိတဲ့ပြည်သူတွေအများပိုင်းကဒီမဲကိုမပါဝင်ကြဖို့များတယ်အတင်းကျပ်သူတို့ဘက်ကဖိအားပေးခဲ့ရင်တော့အခြေအနေတမျိုးဖြစ်သွားမှာပေါ့ပြည်သူတွေအားလုံးကမတရားတဲ့ရေကောက်ပွဲဖြစ်လို့မဲမထဲဖို့မပါဝင်ဖို့စိတ်ဆုံးဖြတ်ထားတာတော့ဟုတ်တယ် ဖကန်ဒီတာမှာစစ်ကော်မရှင်ကရွေးကောက်ပွဲအတွက်ပြည်သူတွေကိုမဲဆယ်စည်းရုံးနာတွေတက်ရှိအချိန်ထိတော့မရှိသေးပေမဲ့မနေ့ကလုံခင်းကျေးဝတန်တရာအဟောင်းမှာပြည်ထောင်စုစံခံရေးနဲ့ဖွံ့ဖြိုးရေးပါတီပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်ရဲ့မဲဆယ်ဆိုင်ဘုတ်ကိုတနအီလောက်ဆိုင်ဘုတ်ထောင်ခဲ့တယ်လို့နောက်ထပ်ဖကန်ဒီတာခန့်အမျိုးသားတူကမြင်နာတဲ့င်းချန်နယ်ကိုပြောပါတယ်ဒါတဲ့ဟန်ဒီမင်းဖို့ရောဆိုင်ဘုတ်တော့တနိုင်လောက်ပဲကတ်ထားတာ ပြီးရင်လည်းလုံခင်းမြတ်ကုန်းကရဲတွေလုံချုံကြီးယူပြီးပြန်ဖြုတ်သွားကြတယ် တဖက်မှာလည်းမရှိကထောင်ယူမာနဲ့ဆိုင်းတောင်ချေရော်တွေမှာစစ်ကော်မရှင်တပ်ကပြုလုပ်မဲ့အတူအယောင်ရွေးကောက်ပွဲကိုပြည်သူတွေအနေနဲ့ပါဝင်ပတ်သက်ခြင်းမပြုလုပ်ဖို့အတိပေးစာတွေလိုက်ကပ်ထားတာကိုတွေ့နေရပါတယ်စစ်ကော်မရှင်ဟာရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းပြုလုပ်သွားမှာဖြစ်ပြီးပထမပိုင်းကိုဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မှာဖြစ်ပြီးဖက်ကမြွနယ်ပါတဲ့ဒုတိယအပိုင်းကိုတော့2026ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာပြုလုပ်မှာဖြစ်ပါတယ် စစ်ကော်မရှင်တပ်ကရွေးကောက်ပွဲရပ်တမတ်ပြီးနောက်ဖက်ကန်ဒီရမှာနေမည်စိုးမှုမှုရအောင်စစ်ကြောင်းထိုးလှုပ်ရှားမှုတွေပြုလုပ်နေပြီး KIA KBD ရဲ့ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ် ကချင်ပြည်နယ်တနင်္ဂနွေအာစီပြားချောင်းဝင်းကဆက်ဆောင်ပြည်သူတွေဟာပြလိုက်နေရချချရင်နေချောင်းဝင်းဘက်မှာနေအိမ်တွေဆောက်လုံနိုင်ဖို့အကူအညီလိုအပ်နေပါတယ်။တနင်္ဂနွေဒူကောင်းရက်ွက်ဘက်မှာဆက်ဆောင်အိမ်တောင်စု80ချောအထက်မြေနေရာရရှိထားပြီးဖြစ်ပေမဲ့အခုချိန်ထိနေအိမ်မဆောက်လုံနိုင်တဲ့အကြောင်းအကူအညီလိုအပ်နေလို့ဆိုပါတယ်။ ကြပင်စရှောင်းတွေလက်ရှိနေထိုင်နေတဲ့စခန်းတွင်းကနေတွင်လည်းယိုယွင်းပြက်စီလာတာကြောင့်နေထိုင်ဖို့အခက်အခဲဖြစ်နေရလို့စခန်းတဝန်ခန့်ကပြောပါရယ်စရှောင်းဘီကျူတွေပြောင်းရွှေ့နေတိုင်းမင်းနေရာဟာမြို့နဲ့ကရက်ဖြစ်ပေမဲ့လမကြီးတွေဘက်ဖွင့်လှစ်ချတဲ့စာတင်ကျောင်းတွေနေတော့အနေငယ်အလံဝေးတွားတာကြောင့်အဲဒီဘက်မှာမူလာတန်စာတင်ကျောင်းတစ်ဆောင်လေးဆောက်လုပ်ဖို့လိုအပ်နေလို့ဆိုပါရယ်အခုလိုနေဆောက်လုပ်ဖို့နဲ့မူလာတန်ကျောင်းဆောင်တို့ဖွင့်လှစ်နိုင်ဖို့လိုအပ်နေတယ်လို့အဲဒီနေရာကိုပြောင်းရွှေ့ထားရင်တောက်သုံးရီအတွက်လေးအများပိုင်းရွတွင်တူဖို့လိုအပ်နေလို့သိရပါရယ် စကန်ဒရီယာဆက်ဆောင်ပီတူရီဟာဒီနောက်ပိုင်းကမ္ဘာစာနယ်ရေးကအစီအစဉ် WFP ရဲ့အထောက်ပံ့ကူညီမှုလေးများရှိတော့ဘူးလို့သိရပါဗျာ။ ဒူကောင်းရက်ကွက်ကအေဒီမီနီယာကိုဆရှောင်းဗီတူရီနဲ့အတင်းတော့ကပူပေါင်းဝေယူချတာဖြစ်ပြီးလာမယ့်နှစ်လောက်ပြောင်းရွှေ့နေထိုင်နိုင်ဖို့မျှော်မှန်းထားတယ်လို့သိရပါတယ်။တိုင်းအာစီပြားချောင်းဝင်းမှာလက်ရှိဆရှောင်းမီတာစု84စုလူဦးရေ360ကျော်ကျန်ရှိနေပြီးတချို့ကတော့နေရဒေတာဘတ်တောင်ရအခင်းလောက်ခန့်စားတော့ရင်နေရပြန်သွားချပြီလို့သိရပါတယ်။ဒီဒေတာခန့်တွေဟာ2018ခုနှစ်ကတိုက်ပွဲကြောင့်အွန်လတ်ဂျီယောဘက်ကနေထိရှောင်းလာကြသူတွေဖြစ်ပါတယ်။ ကိုဝင်ဆောင်မိခင်တွေအတွက်မြေမြုံမိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အနေရနဲ့ပတ်သက်ပြီးဆောင်ရန်ရှောင်ရန်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။မြေမြုံမိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့ဘေးထွက်အနေရတွေဟာမိခင်အတက်ကိုဒါမကမိခင်ဝမ်းအတွင်းမှာရှိနေတဲ့ကလေးငယ်ရဲ့အတက်ကိုပါထိခိုက်စေနိုင်ပါတယ်။စစ်မှတ်ဖြစ်ပွားရာဒေသတွေမှာကိုဝင်ဆောင်မိခင်တွေရှိနေရတာဟာအနေရအကြီးဆုံးအခြေအနေတစ်ခုဖြစ်ပါတယ်။အဲဒါကြောင့်အချိန်နေရာမရွေးပန်း ကိုဝင်ဆောင် မိခင်နဲ့ကလေးရဲ့အသက်ကိုကူညီနိုင်မဲ့ကာကွယ်ရေးညီးတွေကိုလုံလုံလောက်လောက်လေးလံမှတ်သားထားရပါမယ်။မြင်းမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့ပေါက်ကွဲမှုအတန်းပေါက်ကွဲအားပြင်းထန်မှုကြောက်ရွံ့တာတွေကမိခင်နဲ့ကလေးနှစ်ဦးစလုံးကိုထိခိုက်စေနိုင်ပါတယ်။တကယ်လို့ကိုဝင်ဆောင်မိခင်တွေအနေနဲ့မတိငိမ်သေးတဲ့လက်နက်ကင်ပဋိပက္ခဖြစ်ပွားနေတဲ့ရပ်ဝန်းမှာတွာလာနေတဲ့အချိန် ရင်မြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အနေရနဲ့ကြုံရင်အပြစ်မှာရှင်ရေမြောင်းလိုမျိုးနေရာရှာပြီးအကာအကွယ်ယူပါအဆောက်အုံတွင်မှရှင်နေရင်ပတင်းပေါက်အနီးမှာမနေပါနဲ့ဘေးကင်းတဲ့အနေထားနဲ့နေပါမိုင်းပေါက်ကွဲမှုကြောင့်ကြောင်းရင်သုံးလို့သွားတဲ့အတွက်ခန္ဓာကိုယ်ကသွေးဖြည့်အားပြောင်းလဲသွားပြီးကိုယ်ဝန်ဆောင်မိခင်တွေအတွက်အနေရဖြစ်တတ်ပါတယ်မိုင်းပောက်ကွဲမှုကြောင့်ကြီးခိုက်တံရတွေရရှိခဲ့ရင်လေ၊ကိုကြီးပေးတဲ့သူ၊ဆေးဝါးကျွမ်းကျင်သူတွေလာကူမှအကူအညီယူပါ။ ကိုဝန်ဆောင်မိခင်နဲ့ကျမရဲ့အခြေအနေပြောင်းလဲသွားမယ်ဆိုရင်ချက်ချင်းစေုံစေခံသွားပါစေုံစေခံမရှိလို့သွားလာဖို့အခက်ခဲရှိရင်စေဝါကျွမ်းကျင်သူနဲ့စေကူတမှုခံယူပါ one by တင်တချင်းတွေးထွက်ချင်းအသက်ရှူဖို့ခက်ခဲချင်းအဲ့ဒါတွေဟာကိုဝန်3လကနေ6လအတွင်းရှိနေတဲ့ကိုဝန်ဆောင်မိခင်တွေအတွက်အနေရရှိပါတယ်ကိုဝန်ဆောင်မိခင်တွေအနေနဲ့စေစည်အရေးပေါ်အိတ် တကူရတန်ရှင်အတွက်လိုအပ်တဲ့ပစ္စည်းတွေတွေးသိဆေးပစ္စည်းတွေဆောင်ထားပါ။ကုန်ဆောင်မိခင်ရဲ့ဖုန်းအားအပြည့်အသွင်းထားပါ။ပါဝါဘန့်ဆောင်ထားပါ။အရေးပေါ်ဆက်သွယ်ဖို့နံပါတ်တွေကိုဖုန်းထဲမှာတင်ထားပါ။မိုင်းအန်ဒီရရှိနေတဲ့ဒေတာတွေမှာဆက်သွယ်ရေးကရေရှည်မကောင်းနိုင်ပေမဲ့လုံဆောင်ထားရပါမယ်။မိသားစုနဲ့အတူတွားနိုင်တဲ့လုံခြုံတဲ့နေရာတစ်ခုအသုံးပြုနိုင်တဲ့ခိုင်မာတဲ့နေရာတွေကိုကြိုတင်ပြင်ဆင်ထားပါ။မြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အနေရကို ိုဝင်ဆောင်မိခင်တွေအနေနဲ့ဘယ်လိုကြိုတင်ကာကွယ်ကြမလဲကိုဝင်ဆောင်မိခင်ရဲ့မိသားစုဝင်တွေအနေနဲ့လုံခြုံတဲ့လမ်းကြောင်းသတ်မှတ်ပေးရပါမယ်ကိုဝင်ဆောင်မိခင်တွားလာမဲ့လုံခြုံတဲ့လမ်းကြောင်းကိုကြိုတင်သတ်မှတ်ပေးဖို့လည်းလိုအပ်ပါတယ်ကိုဝင်ဆောင်မိခင်တယောက်တည်းကိုတွားခိုင်းတာမျိုးမဟုတ်ပဲတစုံတစ်ယောက်ကအမြဲလိုက်ပို့ပေးဖို့လိုအပ်ပါတယ်အနည်းရှိတဲ့နေရာတွေမလုံခြုံတဲ့နေရာတွေကိုရှောင်ရှားပြီးတခြားဘေးကင်းတဲ့လမ်းကြောင်းနေရာတွေကိုရွေးချယ်ပါမဖြစ်မနေ ခရီးသွားရမဆိုရင်တောင အနေရကိုစွန့်စားသွားလာနိုင်မှာပါခြေရအမတ်သားတွေလှုပ်ထားပါအဲ့ဒီလိုလှုပ်ထားရင်တောင်လုံခြုံတဲ့လမ်းကြောင်းမဖြစ်နိုင်သေးပါဘူးလမ်းအစ်စ်ဖြက်လန်းတွေကိုမတော်မိပါစေနဲ့တင်တငယ်ချင်းဒါမှမဟုတ်မိသားစုဝင်တူဦးဦးကိုဘယ်နေရာကိုသွားရမလဲရောက်ရှိမဲ့အချိန်ဒါမှမဟုတ်ပြန်လာမဲ့အချိန်ကို ပြောပြထားပေးပါမိုင်းရနေရရှိရနေရတွေကိုခရီးသွားလာဖို့ကတော့အသက်နိုင်ဆုံးရှောင်ကျဉ်သင်ပါတယ်မတိတဲ့ပစ္စည်းမတိချတဲ့အရာဝတ္ထုတွေကိုမထိနဲ့မရွှေ့ပါနဲ့အနားမကပ်ပါနဲ့ တနက်ကိုင်းပฏิပခဖြစ်ပွားနေတဲ့ရဝင်းအတွင်းမှာကိုဝင်ဆောင်မိခင်တွေဟာတမန်သူတွေထက်အနေရဖြစ်လွယ်တဲ့သူတွေဖြစ်ပါတယ်။မိုင်းအနေရများနေတဲ့ဒေသတွေလက်နက်ကိုင်းတပ်ဖွဲ့တွေဖြတ်တန်းသွားလာတဲ့နေရာတွေမပေါက်ကွဲပဲခြံနေတဲ့မြေမြုပ်မိုင်းတွေရှိနေတဲ့နေရာတွေမှာနေထိုင်အလုတ်သွားလာနေရတဲ့ကိုဝင်ဆောင်မိခင်တွေအတွက်တော့လုံချုံရေးကိစ္စဟာတမန်ကိစ္စတွေချက်ပိုးပြီးမြင်မာပါဗျာ။မြစ်နာသတင်းချန်နေရေဒီယိုအစီအစဉ်ကို အပတ်စဉ်တနင်္လာနေ့ရက်နေ့တောက်ကြနေ့အထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။အချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြို့နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။